ာမလီနေစကားများရင်ကာမတော်စားဖြစ်ကြောင်းပေါ်ထွက်လာခဲ့တဲ့သူပရိသတ်များရှင်သူကွယ်လွန်သွားခဲ့တာရပ်ပိုင်းကြသွားခဲ့ပြီဖြစ်ပေမဲ့လည်းအခုချိန်ထိကွယ်လွန်ရတဲ့အကြောင်းရင်းမှန်ကလူစိတ်ဝင်စားခံနေရတော့ဖြစ်ပါတယ်။သူကကားကိုတယောက်ထဲမောင်းနေခဲ့တာမဟုတ်ဘဲကားပေါ်မှာကာမလီနဲ့တခြားမျိုးသားတယောက်ပါပါနေခဲ့တာပါ။ကာမလီလည်းတူတူပါခဲ့တာကြောင့်တချို့ကလည်းမျိုးသားဥဆိုပြီးဆွဆွဲနေကြတာဖြစ်ပါတယ်။ ကမလီကတော့သူကြောင့်မလို့ကားကမောက်သွားခဲ့တာမဟုတ်ဘဲသူကအရှိန်တင်မောင်းလို့သားကားမောက်သွားခဲ့တာဆိုပြီးဖြည့်ရှင်းထားခဲ့တာပါသူကကားမောက်တဲ့အချိန်မှာအရှိန်တင်မောင်းတာကိုသူမတို့ဘက်ကပြောပေမဲ့နားမထောင်တဲ့အတွက်ကားမောက်သွားရတယ်ဆိုပြီးပြောပြလာခဲ့တာပါအခုလိုပြောလာခဲ့တဲ့ပုံမှာပရိသတ်တချို့ကလက်မခံပဲအမှန်တရားကိုဆက်လက်ရှာနေခဲ့တာဖြစ်ပါတယ်ဒါကြောင့်မလို့တည်သူတချို့ကတော့ကားမောက်ရတဲ့အကြောင်းရင်းမှန်ကကားမလီပြောတယ်လို့မဟုတ်ဘဲစကားများရင်ဖြစ်သွားခဲ့တာဆိုပြီးသတင်းတွေပြန်လာခဲ့တာပါကားပေါ်မှာကားမလီနဲ့သူတို့ကစကားများခဲ့တာ မို့ကားမောက်သွားခဲ့တာဆိုပြီးတရင်ကထွက်လာခဲ့တာပါကားမောက်သွားခဲ့ရတဲ့အကြောင်းရင်းကလည်းထူးရဲ့ကောင်မလေးကထူးနဲ့မတွဲခင်ရှေ့မှာအိမ်အောင်ကြခဲ့ပူတဲ့အမှန်တရားတချို့ကပေါ်လာခဲ့တာကြောင့်လို့သိရပါတယ်ထူးရဲ့ကောင်မလေးက2019ခုနှစ်လောက်မှာချစ်သူကောင်လေးနဲ့ခွင့်ရလိုက်ပြီးကမင်္ဂလာဆောင်ခဲ့ပူပါတယ်မင်္ဂလာဆောင်ခဲ့ပူတဲ့အကြောင်းအရာတချို့ကပေါ်လာခဲ့တာကိုထူးကသိခဲ့ရပြီးစကားများခဲ့ကြလာလို့တရင်ထွက်လာခဲ့တာပါစကားများရင်းနဲ့ပဲကားမောက်သွားခဲ့တာဆိုပြီးတရင်ကပြန်လာခဲ့တာပါ အမကန်ပြည်သက်တွေကတော့ဒူဝါကာမာလီအတွက်သာအသက်ကိုပေးဆက်လိုက်ရတာအမှန်ဆိုရင်မဖြစ်သင့်ဘူးလို့ပြောဆိုနေကြတာပါကာမာလီကအိမ်အောင်ကွဲသူတယောက်ဖြစ်တယ်လို့ဒူအပြင်နောက်ထပ်ကောင်လေးတွေရှိရလို့လည်းပုံတွေကတက်နေတာပါဒါကြောင့်မလို့လေဒူရဲ့အခြေအနေမတန်ဘူးလို့ပြောဆိုနေကြတာပါလက်ရှိမှာကာမာလီကဆိုရှယ်မီဒီယာမှာဝေဖန်ခံရမှုမြင့်တက်နေစေပါကာမာလီကသူ့ရဲ့အကောင့်အားလုံးကိုလည်းပိတ်ထားပါတယ် လူတွေခင်ခင်ရှင်းရှင်းသာနေထိုင်ကြတာကြောင့်ဘာမှလည်းဖြစ်ရှင်းတာမျိုးမရှိဘူး။ဒါအပြင်ခုလက်ရှိမှာကောင်မလေးရဲ့ဖခင်ဖြစ်သူကလည်းစင်ယုံတက်နေရတယ်လို့သိရပါတယ်။ကောင်မလေးကတော့သူမရဲ့ဖခင်ဖြစ်သူကတော့စင်ယုံတက်နေရတဲ့အချိန်မှာထူးကိုဂယူဆိုင်ပေးခဲ့တာလို့ဖွင့်ဟလာခဲ့တာပါ။ဖခင်ဖြစ်သူကအသက်လူနေရတာကိုတော့ဂယူမဆိုင်ဘဲထူးအတွက်သားလုပ်ပေးခဲ့တာမို့လိပ်ပြလုံးနေလို့လည်းပြောပြထားပါတယ်။ ပရိသတ်တွေကတော့ကာမလီရဲ့ဇာခားတွေကိုလည်းမယုံကြည်ပါဘူးတဖက်မှာအခုလိုပြဿနာတွေသာဖြစ်နေမယ်ဆိုရင်သူလည်းစိတ်ဖြောင့်မှာမဟုတ်ပါဘူးသူရဲ့မိသားစုကတော့သူအေးအေးကြမ်းဖြစ်ဖို့သာဆူတောင်းပေးနေတာပါသူအတွက်လည်းအလူဒန်းတွေအများကြီးလုပေးသွားအောင်မှာပါသူရဲ့မိခင်ကသူနဲ့ပတ်သက်ပြီးဘာအင်တာဗျူးမှလည်းဖြည့်ရှင်းတာမျိုးမရှိတော့ပါဘူးပရိသတ်တွေကတော့ပျော်ပျော်နေတတ်တဲ့သူကိုတတိယလာကြောင်းသူတရုတ်ဆောင်ခဲ့တဲ့ဇလန်းနေကိုသာအမှတ်တရအနေနဲ့ပြန်ကြည့်နေကြပါတယ်အဖြူရောက်တက်ကြရီဇလန်းကလည်းလက်ရှိမှာလူကြီးပြန်များလို့နေပါတယ် ကာမလီနဲ့စကားများရင်ကာမတော်တစားဖြစ်ကြောင်းထွက်ပေါ်လာခဲ့တဲ့သူပေါ်ပြိသက်တွင်ရင်မြင်ကိုပြောပြပေးခဲ့ပါအောင်အဆုံးထိကြည့်ရှုပေးခဲ့ကြလို့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်လည်းအမှုပညာဆိုင်ရာအကြောင်းအရာတွေကိုရွေးချယ်တင်ဆက်ပေးမှာမို့ကျမတို့ရဲ့ channel ကို like and follow လုပ်ခဲ့ပေးပါအောင်နော်